ေအဲ့ချိန်ဘလောက်လိုအပ်တလဲလိုအပ်တဲ့အဲ့ချိန်ပမာဏဟာကလေးရဲ့အသက်အရွယ်ပေါ်မူတည်ပြီးကြွားချမှုတွေရှိပါတယ်။ငွေကင်းစမှ3လသာရွယ်။ငွေကင်းစကလေးတွေဟာတစ်နှစ်ကို14နာရီကနေ16နာရီအထိအိပ်လေးရှိကြပါတယ်။တစ်ခါအိပ်ရင်2နာရီကနေ4နာရီလောက်အထိ အချိန်တိုလေးတွေပဲအိပ်ကြတာပါ။လက်မစိပဲမွေးတဲ့ကလေးတွေကတော့ဒီထက်ပိုအိပ်လေးရှိကြပါတယ်။ မွေးကင်းစကလေးတွေမှာကိုရင်းစီဝနာရီစနစ်ဟာကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့အတွက်သူတို့ရဲ့အိပ်ဆက်တဲ့ပုံစံဟာနေဘက်ရဲ့ညဘက်ရဲ့လိုတတ်တတ်မတ်မရှိသေးပါဘူးအသက်၆ပတ်သားအရွယ်ရောက်တဲ့အချိန်မှာကလေးရဲ့အိပ်ဆက်တဲ့ပုံစံဟာစတင်ပြီးပုံမှန်ဖြစ်စပြုလာပါတယ်တခါအိပ်ရင်၄နာရီကနေ၆နာရီလောက်ထိအိပ်လာပြီးညနေပိုင်းတွေမှာပိုအိပ်လာပါတယ်နေ့ညမမှန်တာတွေပြီးဆုံးစပြုလာပါတယ်အသက်၄လမှတစ်နှစ်သားအရွယ် ကလေးတွေဟာတနေ့ကို12နာရီကနေ16နာရီအထိအိပ်လေးရှိကြပါတယ်။ဒီအသက်အရွယ်မှာကလေးတွေရဲ့အိပ်စက်မှုပုံစံဟာလူကြီးတွေနဲ့ပိုတူလာပါတယ်။ပုံမှန်အားဖြင့်ကလေးတွေကနေ့ပတ်ပိုင်း3ချိန်လောက်တရေအိပ်လေးရှိကြပေမဲ့အသက်6လလောက်ကစပြီး2ချိန်လောက်ပဲအိပ်ပါတော့တယ်။ညဘက်တွေမှာလည်းပိုအိပ်လာပါတယ်။ဇီဝနာရီဖြစ်စဉ်ဟာလည်းဒီအချိန်မှာပိုမိုဖွံ့ဖြိုးလာပါပြီ။ကလေးတွေကမနက်ပိုင်း9နာရီလောက်မှာတရေအိပ်တတ်ကြပြီး နေ့လယ်ပိုင်း၁၂နာရီနဲ့၂နာရီကြာမှာ၁နာရီ၂နာရီလောက်အိပ်တတ်ကြပါတယ်။မွန်လယ်ပိုင်း၃နာရီနဲ့၅နာရီကြာမှာလည်းတရေအိပ်လေးရှိကြပါတယ်။အသက်တစ်နှစ်မှနှစ်နှစ်အရွယ်ကလေးတွေဟာတနေ့ကို၁၇နာရီကနေ၁၄နာရီထိအိပ်လေးရှိကြပါတယ်။ကလေးတက်တနေ့ကြော်လာတာနဲ့အမျှမနက်ပိုင်းနဲ့မွန်လယ်ပိုင်းတရေမအိပ်တော့ပဲ။တနေ့ကိုတစ်ချိန်နေ့လယ်ဘက်ပဲတရေအိပ်ပါတော့တယ်။ဒီအရွယ်တွေမှာတော့ညခု၂နာရီကနေ၉နာရီလောက်မှာ ဲ့ရဝင်တက်ကြပြီမနှက်ဆို6နာရီကနေ7နာရီလောက်မှနိုးတက်ကြပါတယ်အသက်3နှစ်မှ9နှစ်အရွယ်ကလေးတွေဟာတနေ့ကို10နာရီကနေ13နာရီထိအိပ်လေးရှိကြပါတယ်တရေအိပ်ချိန်တွေလည်းတဖြည်းဖြည်းပူမိုလျော့နေလာပါတယ်အသက်9နှစ်လောက်ရောက်ရင်တရေအိပ်လေးမရှိကြတော့ပါအသက်6နှစ်မှ12နှစ်အရွယ်ကလေးတွေဟာတနေ့ကို9နာရီကနေ12နာရီထိအိပ်လေးရှိကြပါတယ် ဒီအရွယ်တွေမှာတော့အဲ့ရဝင်ချိန်ဟာတဖြည်းဖြည်းနဲ့နောက်ကျလာပါပြီ။ကလေးတွေအများစုဟာည9နာရီလောက်မှအဲ့ရဝင်ကြပါတော့တယ်။ညအဲ့ရဝင်ချိန်တွေပြောင်းလဲလာတာနဲ့အမျှစုစုပေါင်းအဲ့ချိန်ဟာလည်းအပြောင်းလဲတွေရှိလာပါတယ်။အသက်33နှစ်မှ18နှစ်အရွယ်ကလေးတွေဟာတနေ့ကို7နာရီကနေ10နာရီထိ အိပ်လေးရှိကြပါတယ်။ဆယ်ကျော်သက်အရွယ်ရောက်လာပေမဲ့လည်းငငယ်တုန်းကလိုပဲအဲ့ချိန်လိုအပ်ချက်တွေဟာကျန်းမာရေးအတွက်အရေးကြီးနေပါသေးတယ်။ ါပေမဲ့ဆဲကျော်တက်အများစုကလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ဖိအားတွေကြုံတွေ့ရတတ်တာကြောင့်တင့်တင့်နဲ့အိတ်ချိန်အလုံးအလောက်မရှိတာမျိုးတွေဖြစ်တတ်ကြပါတယ်